ရိသမားအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ညနေပိုင်းမှာတော့မြန်မာလူရွေးစဉ်မျိုးလီဘောလုံးသင်းကအာရှဖလပ်တိုင်ပွဲရှစ်စစ်ပွဲပထမဆုံးပွဲစဉ်ကိုကိုပြေကိုရီကိုပရိသတ်ရှိမမကစားသွားခဲ့ဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ပရိသတ်တွေပျော်ရွှင်မဲ့ရလာမျိုးကိုဖန်တီးပေးခဲ့တယ်ခင်ဗျာမြန်မာလူရွေးစဉ်မျိုးလီဘောလုံးအသင်းကတက္ကမင်းစတန်မျိုးလီလူရွေးစဉ်ဘောလုံးအသင်းကို6ဂိုးဂိုးမရှိဆိုရလာနဲ့အနိုင်ယူသွားခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာလူရွေးစဉ်အမျိုးသမီးဘောလုံးအသင်းဟာ ရှင်းစပွဲအောင်မြင်အတွက်ဒါထွက်လာပါပြီလို့ပြောမှာဖြစ်ပါတယ်မြန်မာလက်ရွေးစင်မျိုးသင်းဘောလုံးအသင်းဟာရှေ့လာမဲ့ပွဲစဉ်နှစ်ပွဲမှာဘင်္ဂလားဒေ့ရှ်နောက်ပြီးတော့ဘာရိန်ဒီသင်းနဲ့ကစားမယ်ခင်ဗျမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအတွက်တပန်းသာတယ်လို့ပြောနိုင်တာကတော့ကိုမြေကိုရီကိုပရိသတ်ရှေ့မှောက်မှာကစားခွင့်ရတာဖြစ်ပါတယ်ဒီအုပ်စုမှာအသင်းလေးသင်းပါဝင်တဲ့အုပ်စုဘူအသင်းတသိန်းနဲ့အသာရှေ့စပွဲအောင်မြင်မှာဖြစ်ပါတယ်မြမလေးရွေးစဉ်မြို့သမီးအသင်းအတွက်အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ် ဘာရင်းနဲ့ကစားရမယ့်ပွဲစဉ်ဟာရှေ့စပွဲအောင်မြင်အတွက်အဆုံးဖြတ်ဖြစ်လာနိုင်စရာရှိနေပါတယ်ခင်ဗျအဲ့တော့မြန်မာလေးစဉ်အမျိုးသမီးအသင်းဒီနေ့ကစားသွားတဲ့ပွဲစဉ်မှာမြန်မာလေးစဉ်အမျိုးသမီးအသင်းအတွက်ဘသူတွေကဂိုးတွေသွင်းပေးခဲ့တယ်လဲဆိုတာကိုပြောပြအောင်မယ်မြန်မာလေးစဉ်အမျိုးသမီးဘောလုံးအသင်းအတွက်ဝင်းဝင်းက hat trick သွင်းပေးခဲ့တယ်ခင်ဗျဝင်းဝင်းကပထမပိုင်းပွဲကစားချိန်17မိနစ်28မိနစ်38မိနစ်တွေမှာဂိုးတွေဆက်လိုက်သွင်းပြီးတော့ hat trick သွားခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ခင်မိုထွန်းခင်မိုထွန်းကပွဲကစားချိန်45မိနစ်နဲ့83မိနစ် နှစ်ကိုးသွင်းပေးခဲ့တယ်ပေါ့လေမြန်မာလိုက်ရေးစီမျိုးဘောလုံးသင်းကတာကမင်နစ္စတန်မျိုးသွင်းဘောလုံးသင်းကိုပထမပိုင်းပြီးဆုံးချိန်ကလေးကဒေဟိုကိုမရှိနဲ့ဥဆောင်ထားတာဖြစ်ပါတယ်ခင်ဗျပြီးတော့တာကမင်နစ္စတန်အသင်းသိက္ခာဆယ်ရှေးပါကိုရနိုင်လောက်စရာပယ်နတီအခွင့်အရေးပယ်နတီကန်ချက်ကိုလည်းမြန်မာလိုက်ရေးစီမျိုးသွင်းဘောလုံးသင်းကိုသမားကကာကွယ်သွားနိုင်ခဲ့ပါတယ်ခင်ဗျဒုတိယအိမ်မှာတော့ပရိသတ်တွေအရင်မှမြင်တွေ့ကျင်နေတဲ့အမေထက်လူလူသားဝင်ပြီးတော့ကစားသွားခဲ့တယ်ပြီးတော့ကိုရကိုလည်းသွင်းပေးသွားခဲ့တယ်ခင်ဗျမြန်မာလိုက်ရေးစီမျိုးသမီးဘောလုံးသင်းအတွက်နောက်ထပ်ကိုတွေကိုတော့ စမ်းတော်တော်က48မိနစ်မှာတွင်ပေးတယ်မေထက်လူက52မိနစ်မှာတွင်ပေးတယ်ရွှေထွန်းကပွဲပြီးကဏ္ဍပေါ့လေနာကျင်အချိန်ပို92မိနစ်မှာတွင်ယူပေးခဲ့တာဖြစ်ပါတယ်မြမလေးရွေးစဉ်အမျိုးသမီးဘောလုံးအသင်းအတွက်အခုဆိုရင်တာထွက်ကလှသွားခဲ့ပြီအဲ့တော့ဒုတိယပွဲစဉ်မှာဘင်္ဂလားဒေ့ရှ်နဲ့ကစားတဲ့အချိန်မှာနိုင်ပွဲထပ်ရလိုက်မယ်ဆိုရင်တော့စိတ်တပိုင်းဆိုင်အားအမြင့်ဆုံးအနေထားစီကိုရောက်သွားလိမ့်မယ်လို့ကျွန်တော်ကတော့စမိတယ်ခင်ဗျ2026ခုနှစ် အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုအော်စတြေးလျနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အဲတော့အော်စတြေးလျကအင်ရှင်ဖြစ်တိုက်ရိုက်ရှစ်စပွဲအောင်မြင်ထားပြီ။ပြီးတော့2022ခုနှစ်အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်ထားတဲ့တရုတ်ဒုတိယထားတဲ့တောင်ကိုရီးယားတတိယထားတဲ့ဂျပန်တို့ကလည်းဒါပြိုင်ပွဲစီးမြင်ရတိုက်ရိုက်ရှစ်စပွဲအောင်မြင်တဲ့အသင်းဖြစ်နေပါတယ်။မြန်မာလေဝိစင်အမျိုးသမီးဘောလုံးအသင်းဟာရှစ်စပွဲအောင်မြင်ခွင့်ကိုအမိရယူပြီးတော့ ာချမလာပြန်ဝေးကြီးပေါင်းကစားကွင်းကိုရောက်သွားနိုင်ပါစေလို့အခုကလေးကကြိုတင်ပြီးတော့ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည့်စုံအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ